ားလုံးပဲမင်္ဂလာပါဒီကနေ့တိတိကျအစီအစဉ်လေးကလူငယ်ကဏ္ဍအနေနဲ့ကိုကိုကိုပျောက်ဆုံးမသွားပါစေနဲ့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်လူတိုင်းမှာကိုယ်ပိုင်စိတ်ဆန္ဒယက်တီခြင်းနဲ့ဝါသနာဆိုတာတွေရှိတတ်ပါတယ်တို့ပေမဲ့လို့လေတစ်ခါတလေကြတော့ အချစ်ရေးအိမ်တော်ရေးဒါမှမဟုတ်တငယ်ချင်းဆက်ဆံရေးတစ်ခုခုထဲမှာကိုပိုင်တည်ရှိမှုကိုတစ်ပြေးပြေးချင်းပျောက်ဆုံးသွားတတ်ကြပါတယ်။ကို့အတွက်အရေးပါတဲ့လူတစ်ယောက်ရဲ့အမြင်ဆန္ဒနဲ့ဘဝပုံစံကိုပဲအဓိကထားပြီးလက်ရောနေရင်းနဲ့နောက်ဆုံးမှာကိုပါကိုတကယ်လိုချင်တာလဲဘာကိုတကယ်ပျော်ရှင်လဲဆိုတာမေးသွားတတ်ကြပါတယ်။အထူးသဖြင့် relationship တစ်ခုရဲ့အစာပိုင်းမှာကိုစိတ်ဝင်စားနေတဲ့လူချစ်သူဒါမှမဟုတ်လက်သွဲဖော်ကိုကိုနဲ့တူညီတဲ့အရာတွေရှိတယ်ဆိုတာပြချင်းကြ ါပါတယ်။ငါကလည်းမင်းလိုပါပဲလို့ပြောချင်တတ်ကြပါတယ်။အဲ့ဒီကနေတစင်အတူတူလှုပ်ဆောင်တဲ့အရာတွေအတူတူသွားတဲ့နေရာတွေတဖြည်းဖြည်းများလာရင်းနဲ့ကိုယ်စိတ်ကြိုက်မဟုတ်တဲ့အရာတွေကိုတောင်တစ်ဖက်လူပြောအောင်လိုက်လို့ပေးတတ်ကြပါတယ်။ဥပမာကိုကရုပ်ရှင်ကြည့်ရတာတိတ်မကြိုက်ပေမဲ့ကိုချစ်သူနဲ့အတူရုပ်ရှင်ရုံကိုမကြာခဏသွားတာမျိုးကိုက ကိုတငယ်ချင်းအပေါင်းအသင်းနဲ့ပေါင်းချင်ပေမဲ့တစ်ဖက်လူမကြိုက်မှဆိုလို့ကိုတငယ်ချင်းတွေကိုပါတဖြည်းဖြည်းရှောင်လာတတ်တာမျိုးတွေပါ။အဲ့ဒီလိုအချိန်ကြာလာတဲ့အခါ ခါမှာတော့ကိုကြိုက်တဲ့အရာတွေကိုဝါသနာပါတဲ့အရာတွေဟာတဖြည်းဖြည်းမေးမိလာပြီးတစ်ဖက်လူရဲ့အကြိုက်နဲ့ဝါသနာတွေကကိုရဲ့အကြိုက်တွေဖြစ်လာတယ်လို့ခံစားလာရတတ်ပါတယ် relationship ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တယ်ကိုကိုကိုတန်ဖိုးထားမှုဟာတစ်ဖက်လူအပေါ်မှာမိခိုနေတယ်လို့ဖြစ်လာတတ်ပါတယ်သူဒါမပြောရင်ငါလည်းမပြောရဘူးလို့တွေးလာတတ်ပါတယ်ဒီလိုနဲ့ကိုရဲ့ဆုံဖြတ်ချက်တွေခံစားချက်တွေလိုအပ်ချက်တွေကို အလိုလိုချိုးနှိမ်လိုက်မိတတ်ပါတယ်ကိုပိုင်ဘဝရဲ့လို့မရှိတော့ ော့ပဲတဖက်လူရဲ့ဘဝထဲမှာဝင်ရောက်နေထိုင်နေတဲ့ဧည့်သည်တယောက်လိုဖြစ်လာပါတယ်။ဒီလိုပျောက်ဆုံးသွားတဲ့အခါမှာကိုကိုကိုတန်ဖိုးထားစိတ်လဲတဖြည်းဖြည်းရောကြလာပါတယ်။ပျော်ရွှင်မှုဆိုတာကိုလည်းကိုပတာဖန်တီးလို့မရပဲတဖက်လူစီကပဲတောင်းဆိုနေတတ်ပါတယ်။နောက်ဆုံးတော့မိမရှိရင်ငါမနေတတ်တော့ဘူးဆိုတဲ့အထီတောင်ဖြစ်လာတတ်ပါတယ်။ဒီလိုအခြေအနေမျိုးတွေကနေဘလို့ရုံးထက်ကြမလဲ။ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုအတိအမှတ်ပြုပါ။ကိုတကယ်ပျော်ရဲ့လား။ဘာကြောင့်ပျော်ရွှင်မှုဆို တာတစ်ဖက်လူပေါ်မှာပဲမိခိုနေရတာလဲဆိုတာကိုသေချာစဉ်းစားပါ။နောက်ပြီးကိုယ်ပိုင်အချိန်လေးတွေဖန်တီးပါ။တစ်ဖက်လူနဲ့အတူရှိနေတဲ့အချိန်လိုပဲကိုယ်အတွက်ပဲတီးတန့်အချိန်ပေးပါ။ကိုယ်ကြိုက်တဲ့ဝါသနာတွေကို ပြန်လုပ်ပါ။ကိုယ်တငယ်ချင်းဟောင်းတွေနဲ့လည်းပြန်ဆုံပါ။ဒါတွေကကိုယ်ပျောက်ဆုံးနေတဲ့ကိုယ့်ရဲ့တည်ရှိမှုကို ပြန်ရှာတွေ့နိုင်ဖို့ကူညီပါလိမ့်မယ်။ဒီအစ်င့်တွေကိုတူတဲ့ကြိုးစားရတာခက်ခဲတယ်ဆိုရင်တစ်ဖက်လူနဲ့ပြုပွင့်လင်းလင်းပြောပြပါ။ငါအတွက်ဒီလိုအချိန်လေးတွေလိုအပ်တယ်။ငါရဲ့ဝ ါဒနာတွေကိုလည်းဆက်လုပ်ချင်တယ်လို့ပြောပြပါဒီလိုပြောခြင်းက relationship ကိုပျက်စီးသွားစေမှာမဟုတ်ပါဘူးတစ်ဖက်လူကလည်းကိုယ့်ရဲ့ခံစားချက်တွေကိုနားလည်ပြီးပိုပြီးကောင်းမွန်တဲ့ဆက်ဆံရေးကိုဖန်တီးနိုင်အောင်ကူညီပေးနိုင်ပါတယ်အချစ်ရေးပဲဖြစ်ဖြစ်ဘလို့ဆက်ဆံရေးပဲဖြစ်ဖြစ်လူနှစ်ဦးပေါင်းဆက်ပြီးတယောက်တည်းဖြစ်သွားတာမျိုးမဟုတ်ပါဘူးလူနှစ်ဦးရဲ့ပုဂ္ဂလိကဆန်တဲ့ဘဝတွေအတူတူဆက်ပြီးရှိနေခြင်းသာဖြစ်ပါတယ်ဒါကြောင့်တစ်ဖက်လူအပေါ်ချစ်ချင်းမေတ္တာထားရင်းနဲ့ကိုကိုကိုလည်းချစ်ဖို့မမေ့ပါနဲ့ကို ပျော်ရှင်မှုကနေပဝန်းကျင်ကိုပျော်ရှင်မှုတွေပေးနိုင်မှာဖြစ်တယ်လို့ကိုကိုကိုတန်ဖိုးထားမှလည်းတစ်ဖက်လူကကိုကိုတန်ဖိုးထားမှဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲလုံခြုံအေးချမ်းပျော်ရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါစေကျမကတော့ Sister Regina မမူခိုင်ပါ